ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Messi Football မြန်မာ page နဲ့ PN channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့ဒီအတိုင်းပဲပွဲပြီးသွားပြီဖြစ်တဲ့ Man City နဲ့ Liverpool တို့ရဲ့ပွဲပြီးကျွန်တော်အမြင်ဖြစ်ပါတယ် Messi နဲ့ Liverpool ဆင်ရဆိုလို့ရှိရင် C2 နဲ့ Liverpool ဆင်နိုင်သွားတယ် Man City ရဲ့အင်ကွင်း Etihad အဲ့ဒီအတင်က C2 နဲ့နိုင်သွားတယ် Man City ရဆိုလို့ရှိရင်ကစားပုံပေါ် နောက်ပြီးတော့လူထွက်ပွဲထွက်လာတဲ့လူစင်းရင်ကိုနောက်ပြီးတော့ပကရုံးရဲ့ဆောင်ယူထားမှုတွေရောအစုံပဲဗျာအဲ့ဒါတွေကပြောမယ်ဆိုတော်တော်လေးကိုပြောစရာအများများတယ်ဘာဖြစ်လို့လဲဆိုတော့ဗျာပြီးခဲ့တဲ့ကျွန်တော်တို့ newcast channel ရှုံးသွားတဲ့ပွဲဒီပွဲကအများကြီးလက်ခံပေးလို့ရတယ် CT မှာအခြေစွမ်းပိုင်းဆိုင်ရာကကြည့်မယ်ဆိုရင်လည်း newcast channel ကိုအရင်ရှင်းနိုင်ခဲ့တာမဟုတ်ဒီမှာနောက်ပြီးတော့အပိုင်ခွင့်ရေးတွေအသုံးမချနိုင်ဘူးရတယ်လက်ခံပေးလို့ရတယ် အခုဒီပွဲကကျတော့ဘလူးမလက်ခံပေးလို့မရအောင်ဒါကကစားသမားတွေဆိုတာထက်ဂွာကြီးအပေါ်မှာအများကြီးမူတည်နေလေဘာဖြစ်လို့ဂွာကြီးအပေါ်မှာအများကြီးမူတည်လဲဆိုတော့ပထမအဦးဆုံးပွဲထွက်လာတဲ့လူစင်းကိုကြည့်လိုက်ခင်ဗျားတို့သိပါလိမ့်ကြည့်တဲ့လူတွေလည်းသိမှာပေါ့ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ပြောပြမယ်စပွဲထွက်လာကြတဲ့ကကျွန်တော်ရှုံးမယ်ဆိုပြီးခန်းစားချက်ကစပေါ်တာပဲဘာဖြစ်လို့ဆိုချန်ပီယံလိမှာလာပြီးတော့ကလေးကစားကစေးကလာလုံးဒီလူစင်းက FA ကိုကာဘောင်းလို့မှာဒီလူစင်းထွက်ရင်ဘာမှပြောစရာအကြောင်းမရှိဘူး ါပေမဲ့ချန်ပီယံလိမှာလာပြီးတော့အမက်ရမယ့်အချိန်ပြပြောမယ်ဆိုရင်ချန်ပီယံလိဒီအချိန်မှာအမက်ယူထားတဲ့ယူကိုလည်းယူတဲ့အချိန်ဒီအချိန်မှာအမက်ယူထားမှပဲနောက်ကျလို့ရှိရင်ပရီးမီယံလိကို focus ပြန်ထားပြီးတော့ပြန် run လို့ရမယ်အဲ့တော့ကိုဘာဖင်ရပြီးတော့ဘာလုပ်လဲလဲဆိုတော့အရန်နေနဲ့ပွဲထွက်လာတယ်ဒီလူစင်းကပြောမယ်ဆိုတာအရန်လူစင်းပြမန်စီးတီးရဲ့အရန်လူစင်းသိရမလား first line မဟုတ်ဘူးပြသိရမလားအဲ့ဒါဒီအားလုံးနှီးပါတော့ပလိုက်တယ် အားလုံးနှီးပါမဟုတ်ဘူးအားလုံးပဲဘယ်သူမှမကြံဘူးပြဒီမှာကျွန်တော်ကြည့်လိုက်ဒီမှာကြည့်ဂိုးသမားနေရာမှာ drop ဖို့ထွက်လာတယ်ပြီးတော့ခူစားတော့ထွက်လာတယ် June Stone ထွက်လာတယ် June Stone လည်းအခုနောက်ပိုင်းအရင်မဲဟာကစားမှမကစားရတာနီတန်အခီလည်းအရင်မဲပြောင်းမကစားရဘူး Agnori ထွက်လာတယ်ခင်ဗျာကြည့်ကြည့်အဲ့ button ၄ယောက်လုံးကဒါ City ရဲ့နောက်ပိုင်းငါးပွဲလောက်မဆော့ရတဲ့ကစားသမားတွေအကြီးပဲပြီးတော့ Luko Lewis ကိုအလဲမှာထားလိုက်တယ်ခု Nico Gonzalez နဲ့တွဲတယ် Gonzalez တယောက်ပဲပါတယ်ဗျာ Nico Gonzalez နဲ့တွဲပြီးတော့ Rider ရဲ့ Oscar Boy ရဲ့ Savinho ရဲ့မာမှုရှေတွဲတယ် ခမစင်းစားကြီးဒီလူစင်းရင်ကအဲ့မှာကြည့်ကြည့်အမြဲတမ်းကစားနေရတယ်လုံခဲ့တဲ့ငါးပွဲဇက်တိုက်ကစားရတဲ့ကစားသမားတယောက်ပဲပါတယ်အဲ့ဒါနီကိုခွန်းစားလက်အဲ့တော့ဒီအသင်းဒီအခြေဒီပုံစံမျိုးကိုဘာလို့ပိုပွဲထွက်လာလဲဟိုဘက်ကနှလုံးတော့လဲတိတ်လဲတိတ်ပြီးတော့မှလူစားကောက်လဲပြီးတော့ဘာညာနီးပြောပြန်ချင်းဆောက်ယူွက်တွေလို့လားတကက်ဆောက်ယူယူလာတယ်တောင်းတောင်းပဲကောင်းတယ်ကိုသိရမလားတကက်ဆောက်ယူမလုတ်တဲ့နေကိစ္စကိုကောင်းကောင်းလုတ်တယ်ဗျအမှန်မှန်ဆိုလို့ရှိရင် ဒီချိန်မှာအမှတ်ယူတာဥပမာဗျာကျွန်တော်ပြောချင်တာကဆိုစီလိုင်းရဲ့အပြစ်ဆုံးတဲ့ထွက်ပြီးွားလို့ရှိရင်နှလုံးတော့တိတ်လိုက်ပြီးွားပြီးဆိုရင်အကုန်ပြန်လဲလိုက်ဘာမှဘာပရက်ရှာမှမရှိဘူးအခုကဆလာကလေးကအာဒီအင်းကတော့ပါချီပါလို့မဟုတ်ဘူးဟိုကောင်ကဘွန်နက်စလီကာမှာတပွဲပဲရှုံးထားတယ်ကျွန်တော်ပြောတယ်ဘိုင်ယန်ကိုတပွဲပဲရှုံးထားတယ်3စီနဲ့ဂျန်နေဇောက်တိုက်ရလက်တွေကောင်းလာတယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုမကြည့်ဘူးအာအေးစေပါဆိုတဲ့စောက်ထာမျိုးချိုးပြီးတော့ဟိုကောင်ကအိမ်ခွေးမှာလာဆွတ်သွားတယ်နောက်ပြီးတော့တစ်ခုထပ်ပြောရမှာပရိသတ် ကိုဘက်ကပြိတက်ကအဝေးကွင်းလာကြည့်နေတယ်ဆိုတော့ feeling နဲ့လာတာမဟုတ်ဘူးနော်အဲ့တော့ငါတို့ကအင်ကွင်းလာကြည့်နေတယ်ဆိုတော့ feeling မျိုးနဲ့လာတာသူတို့ပြိတက်တန်းစီပြီးအဖြစ်ကိုမှခင်ဗျလော်ရီရယ်ဘုံရယ်အော်နေတာသူတို့အတန်ကြီးပဲကျွန်တော်တို့စီတီကောင်တွေတော့လုံးဝမီးတယ်သိရမလားလုံးဝမီးတိကျအောင်မအတန်မထောက်အဲ့လောက်ထိဖြစ်သွားအောင်ဟိုဘက်ကတောင်းကျမ်းနေလားနင်ကြည့်ဟာ ဒီဘုံတန်အဲ့လိုခါတိုင်း CD ပွဲတွေမှာမကြားရဘူးလို့ CD ကသူတို့ fan တွေကဘယ်တော့မှဘုံမယူလောက်သူတို့လူလာမယ်အော်မယ် Come on City တို့ဥပမာ Champion တို့ပါတို့အော်မယ်ဥပမာအရင်တော့သူတို့ဆိုနေတာသူတို့ကြိုက်တဲ့ player တွေရဲ့နာမည်တွေနဲ့ Haaland ဆိုလို့ ਨੇ Haaland တချင်းထိုင်းဆိုနေမယ်အဲ့ဘုံတန်ကြားတော့နောက်ကြတော့မှ cameraman ပြတော့မှတွေ့တော့မှအော်ဟိုကောင်တွေကအင်ကွင်းကဒီဘက်မှာလာလုံတာမသိ City မှာဒီကောင်တွေအင်ကွင်းလာဆောက်ရတယ်ဟာတကယ်ကွာအချင်းကြီးတော်တော်ဆိုးတယ် Guardiola ကတကယ်ကိုမှဆောက် တော်တော်ဖြင်းသွားတယ်ဗျာလုံးတဲ့တဲ့ကိစ္စကိုအသေးတယ်မလားဒီကိစ္စသူလုံးလိုက်တဲ့ပုံမှာဘာဖြစ်သွားလဲဆိုတော့ချင်မြင်လေးကရမယ်အမှတ်ကမရဘူးပထမတပွဲတော့ကလည်းမိုနာကိုနဲ့ပွဲတူတူကြာသွားတယ်အဲ့တူတူကြာသွားတဲ့ပွဲလေအမှန်တိုင်းပြောရင်အဲ့ပွဲက9တင်းတဲ့ပွဲတကယ်ကိုမိုနာကိုရဲ့ခြေစွမ်းကိုကြည့်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်ဒီပွဲက9ကို9တင်းတဲ့ပွဲဗျာမိုနာကိုနဲ့ပွဲအဲ့ဒါကိုမိုနာကိုနဲ့ပွဲတော့ကလည်းတည်ကြီးကြာသွားတယ်အခုထပ်ပြီးတော့ကျွန်တော်တို့လီဗာပူးစင်ကို0-2နဲ့ရှုံးသွားတယ်အဲ့တော့ဒီချန်ပီယံလိဒီချိန်မှာအမှတ်ရမယ်ဟာမှာ၄မှတ်ဆုံးရှုံးသွားတယ်အဲ့တော့ ပလေးအော့ဖ်ကိုဟိုမှာတိုက်ရိုက်တက်ခွင့်မရပဲနဲ့သူကထက်ကန်အကျင်သေးတယ်ဆိုတဲ့သဘောကွာရီယိုလာကသိမလားသူကအရေးချင်းပြပြမိမိနဲ့ပဲယူမယ်ပေါ့ကွာမင်းတို့ပွဲများများကန်ပြီးတော့မှငါတို့ကတိတ်မယ်ဆိုတဲ့အထားမျိုး next case ဆောက်ချိုးကိုလည်းအရန်လုပ်တယ်ကွာပြီးခဲ့တဲ့နှစ်ကလည်းအဲ့လိုမျိုးဆောက်ချိုးထိုးပြီးပါပြီအခုလည်းဒီဆောက်ချိုးကိုဆက်လာတယ်အဲ့ဆောက်တလဲဒီပွဲထွက်လာတာစားထွက်လာကြတယ်အကြည့်လိုက်ဟာကစားသမားအရန်ကြီးပဲဘာလဲပေါ့ပထမ spoiler ထွက်လာ spoiler ထွက်လာတော့ကျွန်ကြည့်ဟာဒီကောင်ကြီးရှောက်တင်တာပေါ့တကယ် lineless လေထွက်လာတော့ဒီတိုင်းပဲဟာ ဘာဆောက်ချိုးလေကွာကွာလီယိုလာယူးတာလေကွာတောင်းတောင်းပဲကောင်းတယ်တကယ်နိုင်တူးကြောင်နေလားမသိဘူးဗျာဒီပဲကြည့်ရတယ်တော့ဆောက်သေးရတယ်ဗျာသူတို့ဒီမှာဗျာထိုးတဲ့ဘောလုံးဘတ်က55ရခဲ့နေတော့သူတို့ထိန်ကြ55ရဟိုဘက်က45ရခဲ့နေထိန်တယ်ထိုးထူထိုးပြန်ကစားကစားမှာဘောဘာဖြစ်လို့ဒီလူစင်းနဲ့ဒီလူစင်းဗျာမင်းဟိုဘက်ကကောင်းနေဆောက်ချင်မှမဟုတ်တာဆောက်ချင်ဆိုပြီးတော့ဒီကောင်တွေပွဲထွက်လာတာအေးမင်းတို့ငါတို့ကဆောက်ချင်တင်နေဆိုပြီးဆက်သွားတာဟိုကကောင်းကောင်းထိုးတဲ့ရှုတ်ကဟို16ချင်ရှိတယ်ဗျာဟိုဘက်က9ချင်ရှိတယ်ဒါပေမဲ့ရှုတ်ဝန်တာဂက်ကဟိုဘက်က2ချင်ရှိတယ်နော်ဘစ်ချန်ကတစ်ချင် မန်စီးတီးဟာရှုံးတော့တက်က်9ချိန် ရှိတယ်ဘီချန်က3ချိန်ရှိတယ်အဲ့ဒါကိုတကူမမရောက်ကိုဘက်ကဘီချန်က2ချိန်ရှုံးတော့တက်က်က2ချိန်အဲ့ဒီဥစ္စာကဘာဖြစ်သွားလဲဘီချန်မှာလည်းဂိုးဖြစ်ပြောင်းနေနိုင်တယ်ရှုံးတော့တက်က်2ချိန်ဖြစ်တဲ့အပေါ်မှာ2ချိန်လုံးဂိုးဖြစ်ပြောင်းနေနိုင်တယ်အဲ့တော့ဘာပြောရအောင်အဲ့ဒါဘာပြောပြအဆုံးသက်မသိကြဘူးမဟုတ်အဆုံးသက်မသိကြတာမဟုတ်ဘာလဲသိလားအရေးကြီးပြီဆိုရေနစ်တာ အရေးကြီးပြီဆိုရင်ဒီကောင်တွေဂိုးမသွင်းတတ်တော့အခုကပြောထားတဲ့ပွဲကြိုသုံးသက်ချက်တော့ပြောထားတဲ့ဟာလန်ဂိုးမသွင်းရင်မနိုင်ဘူးဆိုတဲ့ကိစ္စကတကယ်ဖြစ်လာပြီအဲ့ဒါကဆောက်ပြဒနာအဲ့ဒီဆောက်ပြဒနာကတတ်မှာဘာလို့လဲဆိုတော့ဟိုတခုမြင်ပြီးပြောရမယ်ဆိုရင်လီဗာပူးကိုပြောပြလီဗာပူးကအချိန်ပိုမှာနိုင်တယ်ပရီးမီးယားလိပွဲစဉ်အစအချိန်ပိုတွေမှာကက်ကက်ပြီးတော့ဂိုးပြန်သွင်းပြီးတော့နိုင်သွားတယ်နိုင်သွားတော့ လီဗာပူးကတော့ဂိုးတွေအချိန်ပုံမှာကက်ကက်ပြီးပြင်းတယ်ပေါ့အရင် ကောင်းတယ်ပေါ့တကယ်တမ်းကျတော့အဲ့မှာဘာပြဿနာရှိလဲအဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးတကယ်လို့သူတို့တွေးတဲ့အတင်းကဒီထက်ပိုပြီး quality ကောင်းတဲ့အတင်းတွေဆိုရင်ရှုံးမယ်ဆိုပြီးတော့ညင်ခဲ့တာနောက်ပိုင်းအခုရက်လက်ဆိုးသွားတယ်အဲ့လိုမျိုးပဲအခု Man City Man City က Haaland ကိုတွင်းတာတကယ်တမ်းတော့ကျွန်တော်တို့ကြိုက်တဲ့ player ဗျာကိုတွင်းတော့ကောင်းတော့ဒါပေမဲ့ Haaland ကိုတွင်းတဲ့ဟာက Haaland ကိုမတွင်းဘူးဆိုရင် Man City မနိုင်ဘူးဆိုတဲ့ပုံစံကတော်တော်အခြေအနေဆိုးတယ် Haaland တယောက်လည်း ဂူးတွေအများကြီးတွင်လာပြီကျန်တဲ့ကောင်တွေကတကူးတွင်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 တကူးဖန်ဒီအဲ့ဒီအဆင်မရှိတယ်ဆိုတော့ဒီအသင်းကဝီတော်တော်ဖြစ်တယ်နောက်ပြီးတော့ချန်ဒီရရဲ့ဒါနဲ့ဂူးအဖြစ်မပြောင်းလဲနိုင်ဘူးဆိုတဲ့ဥစ္စာကအဲ့ဒါကအဖြစ်ရှားမယ်အပိုင်းအဲ့ဒီအပိုင်းကနျူကာဆယ်နဲ့တုံးရတယ်ဖြစ်ခဲ့တယ်အခုလီဗာပူးဆင်းတဲ့ပွဲမှာရှွန့်တက်ကအဲတူတယ်ရှွန့်က19ချိန်ရှိတယ်ရှွန့်တက်က9ချိန်ရှိတယ်ဘစ်ချန့်စ်က3ချိန်ရှိတယ်အဲ့တော့ဘစ်ချန့်3ချိန်ဆိုတဲ့စကေးကနည်းတာမဟုတ်ဘူး ဂိုးသုံးလုံးတွင်းသွားနိုင်လို့ရတဲ့အနေထားရှုံးတာဂက်9ကြိမ်ဆိုတဲ့ပုံမှန်နာကပြောရမယ်ဆိုရင်မနေဘူးအဲ့တော့ဒီကိစ္စဒီလောက်ထိကိုမှဂိုးအဖြစ်မပြောင်းလဲနိုင်ဘူးဆိုတော့ဆမ်တင်တော့ဆမ်တင်ပဲအဲ့တော့ဆမ်တီတော့ဆမ်တီဖြစ်နေပြီခိုးဘက်မှာကလီဗာပူးစင်ကဘီချန်တစ်ချိန်ရတယ်ရှုံးတာဂက်တစ်ချိန်ရတယ်အဲ့ဒီတစ်ချိန်ရှုံးတာဂက်ကနှစ်ချိန်ရတယ်ဗျာအဲ့ဒီတိုင်မှာဘီချန်တစ်ချိန်ပါတယ်ဗျာအဲ့ဒီဥစ္စာကိုငါးဂိုးအဖြစ်ပြောင်းသွားတဲ့အချိန်မှာကျွန်တော်တို့မန်စီးတီအသင်းကမပြောင်းလဲနိုင်ဘူးဆိုတော့ ဆမ်ပြီးတော့ဆမ်တီပဲနောက်ပြီးတော့ဂွာရီယိုလာကိုလည်းဒီကနေလေးစားပါတယ်စောက်ရမ်းလေးစားတယ်ဘာဖြစ်လို့လဲဆိုတော့ချန်ပီယံလိမှာပွဲထွက်လာတဲ့လူစင်းပထမအဦးဆုံးကြီးလိုက်ကြတဲ့ကတော်တော်လေးစိတ်သက်ကြပါတာတော်တော်လေးစိတ်သက်ကြပါတာဘလို့မှမဖြစ်တဲ့ဒီလူစင်းပြနောက်ကြမှဟိုကောင်ကနှလုံးလက်ထည့်ပြီးတော့ပြ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 နဲ့ဒူကူကြီးဥစားတွေဟာလန်းကြီးဆောက်တယ်ဒူကူတွေထဲမယ်ဟာလန်းတွေထဲမယ်ပြီးလေဖေးရပြီးတော့အိုရိုင်းလေးပြန်ထည့်တယ်ဟိုဗာလဲ โอไรลี่เปลี่ยนแท้ๆเนาะพี่แล้วไรจิกิโอเปลี่ยนแท้ๆဘာဘာလဲဘာဆောက်လို့လဲဒီချိန်မှာလောက်ရမှာမဟုတ်ဘူးအမှန်မှန်ဒီချိန်ထည့်ရမှာမဟုတ်ဘူးစောစောစီအကုန်လုံးလူတုံတက်ဆုံနေဂိုင်လိုက်တခါလေပွဲကိုဖြတ်လိုက်ဒူးစီတော့ပြီးသွားပြီလားထုတ်လိုက်ဒါပလန်အမှန်အဲ့ဒါကိုဘာလို့လဲဆိုစောစီမထည့်မနဲ့ရပါလေကွာဒီကောင်လေးလောက်ငါတို့ကအေးဆေးပါစောက်တာကြီးလူကြီးတော့မနစ်ကတော့ဆိုရင် လုံးဝပြပြဝဝခံနေရတဲ့ဟာကိုအခုဒီနှစ်မှာလာပြီးတော့ဇောင်းလပြန်ကြွားချေသေးတယ်အရင်စီးတီးမဟုတ်တော့ဘူးအရင်တော့ဇောင်းကြွားတယ်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာပြန်ထည့်လိုက်တဲ့ကစားသမားတွေရှိတာ KDB ကွန်ဒိုကန်အခုကွင်းလေဘာလို့မျောလင့်နေရလဲခွာကြီးကသူ့ဥစ္စာသူဆောင်းရဲစိတ်ချလိုက်ပြီအဲ့မှာသိရမလားတခါတည်းပွဲသိမ်းသွားတယ်တကယ်ဆောက်ဖို့ကွာအခုဒီပွဲကအမှန်တမ်းပြောမယ်ဆိုမရှုံးသင့်တဲ့ပွဲဒီပွဲကိုရှုံးသွားတဲ့အပေါ်မှာခွာကြီးအတွက် pressure ပုံများသွားပြီဘာဖြစ်လို့လဲဆို Premier League ကိုလည်းအားလုံးဆက်ရမယ် ပြင်းပြလိမှာအာယုံမဆိုင်လို့လာအခြေအနေမကောင်းတော့ဘူး။ဥမာခုနမှတ်ပြတ်သွားပြီ။အဲ့တော့အာယုံဆိုင်ရမယ်။ချန်ပီယံလိပါထပ်ပြီးအာယုံဆိုင်ရမယ်။ပြီးပါရင်ဂျူဂျာဂျူဂျာ FA နဲ့ကာရာဘောင်းကလာအောင်မယ်။အဲ့တော့ဘလူးဆက်ဖြစ်မယ်။ခင်ဗျားတို့ပဲဝင်ပြီးတော့ပြောသွားလိုက်တော့နော်။ကျွန်တော်တို့တော်တော်လေးစိတ်ပိန်သွားတယ်။အခုတော့မှညကလေးကကျွန်တော်ဗျာတညာလုံးမအေးရသေးဘူး။အခုတည်းကလည်းမအေးရသေးဘူး။မအေးဘဲနဲ့ကျွန်တော်ဒီဘွက်ကြည့်မယ်ပေါ့ကွာ။မစီးဘယ်နှလုံးသွင်းမလဲ။တုံးဆိုပြီးတော့ ပွဲလာခင်းဒီတနိုင်လဲကြာကြောက်ကြီးလိုက်တော့ surprise အတိုက်ခံလိုက်ရတယ်။ဟာဖြစ်ပါမလားဘူး။အဲပြီးလဲပြီးဟိုကောင်ကစတဲ့ဒုံလုံးလုံးဆိုဟိုကောင်ကစပြီးတိတ်ကိုဟိုကောင်တိတ်သွားတဲ့လုံးနေရလဲမှန်တယ်။မှန်ပြီပဲ။မက်ဆီကဘာလုပ်လဲဆိုင်ဒီဘက်ပြေးလဲဟိုဘက်ပြေးလဲဒီဘက်ပြေးလဲဟိုဘက်ပြေးလဲအမဟာလန်တို့ဘာလို့ဒုကုတို့ဘာလို့မဝင်လာခင်းတော့ကဘယ်ပြေးလဲညာပြေးလဲဆာဗီညိုကလည်းတိတဲ့တိုင်းပဲလုံးချင်တာလို့ဘောလုံးနဲ့သူနဲ့လွတ်ထွက်သွားတဲ့အလုံးဆိုတာလုံးဝမရှိဘူး။တောက်ကနေဖြတ်တင်တာလဲဘယ်သူခေါင်းပေါ်မှာမှမကြောက်ဘူး။အဲ့တော့ဘာပြေးရည်လဲ။ cyber 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 seven နဲ့အဖြစ်ရှာနေဟိုကော e cyber ဟိုကောသူ့လောက်သူ့လောက်ကသူတို့လာတဲ့ plan က massive ကိုအခုကံမေးတေးတမက်ရအောင်ယူမေးဒီလောက်ပဲဒါသူ့ရဲ့ plan ဘာဖြစ်လို့လဲတိတာလေဗျာဒီကောင်နေငငူတွေကခန်းစစ်ပဲဆော့နေတာဒီဟိုဟို chart တွေနဲ့အရန်နေနဲ့လာတောင်မှသူတို့ခန်းစစ်ပဲဆော့နေတာအဲ့တော့သူတို့ကတေးပဲလိုချင်တာဒါပေမဲ့ 2z 2z နဲ့နိုင်နေဆိုတော့ဒါအပူစုပဲမက်ဆီဒီဂွာဒီယိုလာကအပူစုပေးလိုက်တာမင်းတို့ငါတို့အိမ်ကွင်းလာတဲ့အတွက်မင်းတို့ငါတို့ကအိတ်ခံလိုက်တာရော့နှလုံးယူကနှစ်ချောင်းပေးလိုက်တယ် တကယ်ပါကွာဂွာဒီယိုလာစောက်ပိုးလောက်တော့ကွာအဲ့တော့ဟိုကောင်ကခုခံမှုပဲလာတဲ့ဟာဒါပေမဲ့ကောင်တာအတက်ရှိတယ်လေဒါကတော့ဘောလုံးကသဘာဝပဲလေခုခံယုံနေပြီးမှမဟုတ်ကောင်တာအတက်ရှိတယ်လေအဲ့ဒီကောင်တာကြတော့လွယ်လွယ်ကူကူကြီးအက်ကနိုရီကတကယ်ကိုပုတ်တယ်ကွာအက်ကနိုရီတကယ်ပုတ်တယ်အက်ကနိုရီကပြောမဆိုရင်တော်တော်လေးကိုပုတ်တာရိုးရိုးပုတ်တာမဟုတ်အဲ့ဒီပထမအလုံးကအက်ကနိုရီစောက်တုံးမကြတာတဲ့မလားမလိုက်နိုင်ဘူးဟိုကလွတ်ထွက်လာပြီအလုံးဆိုရင်အက်ကနိုရီမလိုက်နိုင်တော့ဘူးတကယ်ကိုပုတ်တာကွာတကယ်ကိုမှတကယ်ပုတ်တာနောက်နေ့မှပဲ ကျွန်တော်ဒီဘာလဲဆိုတာတင်းတည်ရလိမ့်မယ်ဒီနှစ်ကတော့မထင်မမြင်တော့နောက်ပြီးတော့ခုစားတော့ကတော့တည်တဲ့အတိုင်းပဲ passing ကောင်းကောင်းပြီးနိုင်တယ်ကစားတော့မှမဟုတ်ဖြစ်တာကျန်တာရန်တာဒါပဲရှိမယ်နေတန်အခေကတော့ပြောမနေနဲ့တကွင်းလုံးဘာလို့ချင်လို့လုတ်ချင်လဲမသိဘူးသူ့လောက်မသိဂိုးပဲတက်သွင်းတော့မလို့တိုက်စစ်တီးလိုက်တယ်ပြီးလဲပြီးတော့နောက်တန်းမှာဟောင်းလောင်းထားရတယ်ဂျွန်စတုန်းကငကူလဲပြရတဲ့ကစားသမားမျိုး light မထိန်းနိုင်ထိန်းနိုင်တဲ့ leader မဟုတ်ဘူးဂျွန်စတုန်းက leader မဟုတ်ဘူးသိရမလားအဲ့ထက်မှာနီကိုကွန်ဆာလက်ကဆော့တော့ဆော့နေတယ်ဒါပေမဲ့လူကူလူးဝစ်ကတည်တဲ့အတိုင်းပဲသူက အမြဲပြပြပြနဲ့အရှိကိုရောက်ပါမယ်ပြီးသွားရင်အနောက်မှာဒီဆိုင်ထားရမယ်ဥပကကောင်တာပေါ့တော့ဒီကောင်ဘာလည်းလုပ်လို့မရဘူးဘာဆောက်ထိုးလဲကွာလှုပ်လိုက်ရင်ဆောက်တလွဲကြီးပဲဥမမမုတ်ကလည်းဘာမှတုံးစားလို့မရဘူးမမုတ်တလုံးမှကန်တာလည်းမရှိဘူး 1v1 ကိုကြော်ဖို့အနေနဲ့ဒါ तू ကပြစ်ပြစ်လဲနေတီကောင်ချက်ခိုင်မပြေတော့ဘူးလားမသိပြစ်ပြစ်လဲနေအားနေပြစ်လဲအခုတပွဲတလီလည်းမဟုတ်တော့ပြည့်ရရာတီတော့လည်းတောက်လျှောက်ကြည့်တယ်နည်းနည်းလေးသူ့ထီတာနဲ့ပြစ်လဲနေ तू မှဂျုံထိုးမောက်ရက်တီဖြစ်ပြီးတော့ဒီကမမုတ်ကဟာစာမင်းကြီးကတော့ပြောမနေပါနဲ့ဆောက်ဖို့ အော်စကာဘိုးကတော့မစိုးပါဘူးသူ့လုပ်သူနည်းနည်းပါးပါလုပ်တည်တယ်ဗျာသူလည်းဒီလောက်ပဲရှိမှာဘူးဒီကောင်ဒီလောက်ပဲလေအရင်ကတူလည်းသူ့ရဲ့ style ဟန်ဒီတိုင်းပဲဘလုံးကိုင်ထားမယ်ဘာညာထဲဝင်မယ်ပြန်ထွက်မယ်ဘာညာသူ့လုပ်သူ့နဲ့တွဲကစားမယ်အချိန်မှာအော်စကာဘိုးကအမှန်တိုင်းပြောမယ်ဆိုရင်အော်စကာဘိုးထိုးပေါက်တဲ့နေရာကအလုပ်ဖြစ်တယ်စာဝင်ညိုကအလုပ်မဖြစ်ဘူးငကူလည်းစောက်တော့မကြတဲ့ကောင်ဒါပေမဲ့စာဝင်ညိုဘက်မှာကျွန်တော်ရရှိပြီးအော်စကာဘိုးဘက်ကအော်စကာဘိုးရဲ့ဘက်မှာကခူစားနော့ခူစားနော့ကပြောမယ်ဆိုရှေ့တက်ပြီးတော့လမ်းကြောင်းဖွင့်ပေးတာလို့သိရမလားနေရာလို့ရှာပေးတာလို့မလုပ်တတ်ဘူးဒီကောင်ဘောလုံးကသူကအနောက်ဆိုရင်ဒီနောက်မှာပဲရက် သူ့ပြန်ပြီးသူကြည့်လိုက်တယ်။ဟုတ်ဂျွန်စတုန်းကိုပြန်ပြီးတယ်။ဂျွန်စတုန်းကပြန်တင်ပြီးတင်ပြီးဂျွန်စတုန်းကပြန်ပြီးတော့အော်စကာဘော့ကိုပြန်ပြီးတယ်။ဘော့ကဒီလိုဆွဲဝင်တဲ့အချိန်မှာ၃ယောက်တယောက်ဘယ်လိုလုပ်လိမ့်မှာလဲ။၂ယောက်တယောက်လောလိမ့်မှုခတ်နေတဲ့အချိန်မှာ၃ယောက်တယောက်ပြတ်သွားတယ်။အဲ့ဒီအချိန်မှာနေရာလို့ရှာပေးရမှာလို့ပြီးလမ်းကြောင်းဖွင့်ပေးရမှာလို့อ่ะအဲ့ဒါအဲ့ဒီတောင်မန်ဒီနောက်ခံကစားသမားတွေအလုပ်သူတို့ဘာမှမဟုတ်ဒီတိုင်းမပြီးအဆင်ပြေတယ်။အဲ့ချိန်ညာဒီကောင်ကတယောက်ကသူ့စီကိုပကတ်ရင်ဒီမှာမှ၂ယောက်ဆိုရင်တော့မှဒီကောင်ထိန်းလို့ရတယ်။တစ်ခါကျရင်အော်စကာဘော့နောက်မှာ၃ယောက်ပြတ်သွားတယ်။ဘယ်လိုလုပ်ထိန်းလို့ဘယ်လိုလုပ်သွားပြီးလိမ်လို့ရဘောလုံးကပြတ်တယ် ဘိုးကျော်ကတေးသွားတော့ဘာမှလုပ်လို့မရဟာတကယ်ဦးမစောက်ဖြင့်กว่าတကယ်မိပြတော့ရွှေညံတော့ဆူးရောက်ပါပြီလေးစားတယ်ကျူးတင်